ဟယ်လိုအားလုံးမင်္ဂလာပါယူနိုက်တက်ရှူကနေကြိုဆိုပါရစေဆိုတော့မန်ချက်စတာယူနိုက်တက်ရဲ့နောက်ကန်ကစားသမားဖြစ်တဲ့လစ်ဆန်ဒရိုမာရီနက်စ်ကတော့ဒါနော်ဒီယန်ဖော်ရက်စ်နဲ့ပွဲကိုဝင်ကစားကျင်နေပြီးတော့အသင်းနဲ့တူလေ့ကျင့်ခန်းကြီးပြင်ဆင်နေပြီဆိုပြီးတော့လည်းအသင်းဘက်က official confirm လုပ်လာပါတယ်ဒါနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါဆိုတော့ကျွန်တော်ဒီနေ့ညမှာကျွန်တော်ဒီဗီဒီယိုပြီးတာနေပေါ့နော်တိတ်မကြခင်ပါပဲကျွန်တော်တို့ဒါ ဟို manager မှုကျွန်တော်သွားမယ်ပေါ့နော် manager မှု FC26 မှာကျွန်တော်မစတာကြာပြီဆိုတော့လေဆိုတော့အခုလက်ရှိကျွန်တော်သွားပါမယ်အဲဒါပြီးတာနဲ့ပေါ့နော်ကျွန်တော်မနေ့ဖြန်မှာဆိုလို့ရှိရင်နီးပြ MOD ရဲ့ဒါ press conference ကျွန်တော်တို့မနေ့ခင် live မှာကျွန်တော်လောက်သွားမယ် okay ဆိုတော့ breaking news ပဲ listener Romarine City Manchester United အသစ်အသစ်နဲ့ဒါလေ့ကျင့်ခန်းပြင်ဆင်နိုင်ပါပြီဒါမနေ့ဟာနော်ဒါအများကြီးကောင်းတဲ့သတင်းပါဆိုတော့ MOD ကတော့ Lecha နဲ့ပတ်သက်လို့ဆက်ပြောထားတာကျွန်တော်ရှိတယ် မာတီနက်စ်ကပေါ့နော်ဒီပွဲကို Forest နဲ့ပွဲကိုလုံးဝကစားချင်နေတယ်ပေါ့ဒါပေမဲ့လို့ကျွန်တော်တို့သူ့ကိုပေးပြီးတော့ကစားအောင်မှာမဟုတ်သေးဘူးအတင်းရဲ့လူစင်းတွေကိုထည့်လာပေးသူ့ကိုကစားခိုင်းအောင်မှာမဟုတ်သေးဘူးကျွန်တော်တို့သူ့ကိုတည်တည်ချာချာအချိန်ပေးဖို့လိုတယ်အဲသူကျွန်တော်တို့နဲ့အတူလေ့ကျင့်ခန်းတွေစပြီးတော့ဆင်းနေပြီဆိုတာအမှန်ပဲပေါ့နော် ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းနဲ့သူပို့ပြီးတော့ကောင်းလာပါလိမ့်မယ်ဒါဟာတကယ်ကိုဟိုသူပြန်လာတယ်ဆိုတာမျိုးကတကယ်ကောင်းတဲ့နေထားတကူဖြစ်ပြီးတော့လေ့ကျင့်ခန်းအချိန်တိုင်းမှာ ကျွန်တော်တို့ကိုစိတ်အားထက်သန်မှုမျိုးကိုပေးတာပေါ့ဗျာအဓိကအပြင်ကိုယ့်ရဲ့အဓိကကစားမားတွေကတယောက်ပြန်ပြီးတော့ကစားအုပ်လေ့ကျင့်ငယ်တွေဘာတွေဆင်းနိုင်ပြီဆိုတာအများကြီးကောင်းတဲ့အချက်ပဲပေါ့နော်ဟယ်ရီမကွိုင်းယားနဲ့ပတ်သက်ပြီးတော့ပါဝင်နိုင်ဦးမလားဆိုတာကျွန်တော်တို့မသိသေးဘူးကျန်တဲ့သူတွေကတော့လုံးဝကိုအကုန်လုံးအစင်းင်းဖြစ်နေပြီးတော့ကြံ့ခိုင်မှုတွေဘာတွေလဲရှိနေပြီဆိုပြီးတော့ပြောထားတယ်ဆိုတော့ဒါဒီဘယ်လိုပြောမလဲ အတင်းတွက်တော့ဗောနော်အတင်းတွက်တော့ကျွန်တော်တို့ဒါတော်တော်ကောင်းတဲ့တင်းမှာဒါအားလုံးလည်းသိတဲ့အတိုင်းပဲကျွန်တော် listener တို့ Marines ဒီဒီလက်ရှိ Ammonia ရဲ့နောက်တန်းမှာဘလောက်ထိတော်မှအရေးပါနေတဲ့ကစားမတစ်ယောက်လေးပေါ့နော်ဒါအပြင် cancel line မှာဆိုလို့ရှိရင် character ကောင်းကောင်းဗောနော်ကျွန်တော်တို့ဒါဘလောက်ထိ strong ဖြစ်အောင်အတင်းကိုဥဆောင်နေဆိုရှိတဲ့ player တစ်ယောက်လေးကျွန်တော်တို့သိတာပဲအဲ့ဒီဒီဘယ်လိုလူ show တို့လိုမျိုးပွဲစဉ်တိုင်းတကယ်ကောင်းတဲ့ performance တွေ consistent ဖြစ်ဖြစ်မပြနိုင်တဲ့ကစားမတွေရှိတဲ့အချိန်မျိုးမှာကျွန်တော်တို့အခုလို့ ာတီနက်စ်ကိုပြန်ပြီးတော့မြင်ရတော့မယ်ဆိုတာမျိုးကတရင်ကောင်းပါဆိုတော့အမိုရီကတော့နေရာပေးဦးမှာမဟုတ်ဘူးဆိုတော့ကျွန်တော်လည်းတက်ပြီးမလို့ဘူးမှန်တယ်ပြောရင်ဘာလို့လဲဆိုတော့ကျွန်တော်တို့လောလို့မရဘူးလစ်ချာရထားတဲ့ဒဏ်ရာက ACL injury ပါเนาะဆိုတော့ ACL injury ရထားတာကျွန်တော်လောလို့မရဘူးလောလို့မရတဲ့အပြင်ကိုဟိုလာမဲ့ကဘာဖလားပြိုင်ပွဲလေးရှိတယ်ဆိုတဲ့ခါကျတော့သူကိုယ်တိုင်ကလည်းမလို့ဘူးကျွန်တော်လို့တယ်အတင်းဘက်ကတော့လောလောဆယ်မှာမဖြစ်မနေကြီးမဟုတ်သေးတဲ့အတွက်လောဖို့မလို့တာလည်းဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့လို့ပေါ့နော်ကျွန်တော်တို့မှလစ်ချာရှိနေတယ် အဲ့ဆိုဗာလေဒီ look show ကျွန်တော်ရှိနေတယ်ပြီးလို့ရှိရင်ကျွန်တော် delete ရှိမယ် aiden heaven ကျွန်တော်ရှိမယ်မကွိုင်းရရှိမယ်ယူရိုရှိမယ်မာစတာဝေရှိမယ်ဗျာအဲ့ဒီတွေကမှကျွန်တော်နေတဲ့မကွိုင်းရကမတိကြသေးဘူးဆိုတဲ့အနေထားကိုကြည့်ရင်ကျွန်တော်တို့ဒါလစ်ချာတို့ဘာတို့ဘယ်နော်ဝင်ကစားလို့မရဟို AC ဖြစ်သေးတယ်မလိုသေးဘူးအဲ့ဒီမှာရှိတဲ့ကစားမတွေနဲ့ကျွန်တော်ကစနေဘက်မှာဆက်သွားလို့ရတယ်ကျွန်တော်မလိုအပ်ပဲနဲ့ဒီဘက်မှာချက်ချင်းကြီးဆိုလို့ဝင်ပြီးတော့ကစားလိုက်မယ်ဆိုလို့ရှိရင်ပြဿနာတွေတက်သွားရင်ပူဆိုးမှာအဲ့တော့အဲ့လိုမျိုးဆိုလို့ရှိရင်လစ်ချာအတွက်လည်း ကမ္ဘာလားအိမ်မက်တွေဘာတွေကမထင်မပဲတိုင်ပတ်သွားနိုင်စွန်းရှိတဲ့အခြေအနေမျိုးဆိုတော့ MODIN ရဲ့ဘက်ကတော့ဒါကိုသူကောင်းကောင်းကင်တွေ့ချင်နေတဲ့သဘောပါကျွန်တော်လည်းပဲလေချာပြန်လာတာကိုမြင်ချင်လာပြီမှန်တမ်းပြောရင်လေချာဒီကျွန်တော်တို့အတွက်အများကြီးကြီးတဲ့ကစားမားပါအများကြီးကြီးတယ်ကျွန်တော်တကယ်လည်းပဲအသင်းကိုပြန်ရောက်လာတာမျိုးပြန်ပြီးတော့ကစားနေတာမျိုးမြင်ချင်တယ်ဥထားပါတော့အသင်းကဘေးတဲ့ပလေးနေဘာတွေကစားဖို့ဘာညာဆိုလို့ရှိရင်လေချာဒီအများကြီးကောင်းပြီးတော့ consistent ဖြစ်တဲ့ performance သူပြနိုင်တယ် အသူနဲ့ဒါလူရှောတို့တယောက်စီလဲကစားမယ်ဆိုရင်တော့မှအတင်းတွက်ကအများကြီးအခြေအနေကောင်းနေပြီဗျာအဲ့လိုမဟုတ်ဘူးလစ်ချာကိုတည်တံ့ထားကစားမယ်ဆိုရင်တော့မှကျွန်တော်တို့ဒါလူရှောတို့ပါတော့ကိုဝင်းဘက်တီပါတွေပက်ထရစ်ဒူဂူတို့နေရာတွေကိုကျွန်တော်တို့ဒါပြီးပြီးတော့ကစားလို့ကျွန်တော်ရပြီဒါတို့ option တွေရှိလာမှာပေါ့နီးပြအတွက်ကတော့ရွေးချယ်စရာတွေများလေသူ့အတွက်ကောင်းနေပြီ အဓိကကျွန်တော်တို့အနေနဲ့အစအသင်းကိုပို့ပြီးတော့အချိန်ကြီးကောင်းအောင်အဆင်ပြေအောင်လုပ်အောင်မဲ့အချိန်ကြီးမျိုးမှာဆိုလို့ရှိရင်ဒါလိုအပ်တယ်ပေါ့နော်။ဒါကြောင့်တို့တဲ့မှာ listener တို့ marines ကတော့ဒါလေ့ကျင့်ခန်းအသင်းနဲ့ပြင်ဆင်နေပါပြီ။ဒါအများကြီးကိုနှိစက်နေပါပြီ။တေချာတယ်တို့စပါတို့ဘာတို့နဲ့ပွဲမှာအမိုရင်းရဲ့ဘက်ကပေါ့နော်ကျွန်တော်တို့ဒီထားရင်လည်းထားကစားလာမှာပြောမရဘူးအရင်ကုန်နေပါလိမ့်မယ်ကျွန်တော်ကတော့ forest နဲ့ပွဲမှာလုံးဝကိုအရင်ကုန်နေပါလိမ့်မယ်တယ်လာတင်တည်တဲ့လူကိုကျွန်တော်မထင်ဘူး Northern Forest နဲ့ပြီးရင်စပါးနဲ့ကစားရမယ်။အဲ့ဒီစပါးနဲ့ပြီးပြီဆိုတာနဲ့ပေါ့နော်ကျန်တဲ့ပွဲစဉ်တွေမှာအဆင်ပြေလာတော့မှာဆိုတော့စပါးနဲ့ပွဲမှာအရန်ကုန်မှာထည့်လာခြင်းနေဆိုရင်တော့မှမဆူဘူးလို့ကျွန်တော်ပြောရမယ်ဗျာ။ဒါကြောင့်တော့ဒီမှာဆိုလို့ရှိရင်နီးပြဖြစ်တဲ့ဒါအမူရင်းကတော့ပေါ့နော်လေချာပြန်ပြီးတော့ကစားနိုင်တော့မယ်လေ့ကျင့်ငယ်တွေဘာတွေပြန်ဆင်းနေပြီဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဒါအများကြီးရေးကြည့်ပါတယ်เนาะပြီးလို့ရှိရင်သူ AACC နားဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒါပြီးတာနဲ့ international break ထင်ပါတယ်ကျွန်တော်အထင်လို့စပါးနဲ့ပြီးတာနဲ့လीเนาะခဏလေး international break ပါသူ73ရက်လောက်ပါသူနားလိုက်ရမယ်ဆိုရင်မဆိုးဖြစ်သွားမှာဗျာသူတို့ကအားလုံးကကြန့်ခံမှုက EECC ဖြစ်သွားမှာဟုတ်တယ်ကျွန်တော်တို့စပားနဲ့ပွဲပြီးတာနဲ့ international break နားပြီပြီးတာနဲ့ကျွန်တော်တို့ဘောနော် Everton နဲ့ကံမှာဆိုကြားထဲမှာကျွန်တော်နှစ်ပတ်နီးပါအချိန်ရတယ်ဆိုစပားနဲ့ဒီပွဲမှာလုံးဝမထည့်ပဲနဲ့စပားနဲ့ပွဲမှာတော့9မိနစ်10မိနစ်လောက်ထည့်တာမျိုးလုပ်ချင်းလုပ်လို့ရတယ်အဲ့ဒါပြီးပြီဆိုတာနဲ့ကြားထဲမှာ EECC နားပြီးတော့ Everton တို့ဘာလို့နဲ့ပွဲမှာအချိန်ကြီး comment နေတာမျိုးပါအဲဒါကြောင့်ဒီပြပြတဲ့ Ruben Amorim ကတော့ Lisandro Martinez ကို သူကိုယ်တိုင်ကကစားမကိုယ်တိုင်ကကစားကျင်နေပြီမဲ့အသင်းနဲ့လေလိဂ်ငယ်နေဆင်းနေပြီဆိုပေမဲ့သူပေးမကစားသေးဘူးဆိုပြီးတော့ကျွန်တော်ပြောထားတယ်ညီကလို့ရောဘလို့မြင်ကြလဲဆွေးနွေးကြပါအားလုံးကိုကျေးဇူးများတင်ပါတယ်ဆိုတော့ခဏနေ manager live မှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ